လက်ရှိမှာကြရထနေတဲ့မင်းသမီးနဲ့တိတ်ချစ်တဲ့ချစ်သူတွေဖြစ်ခဲ့တဲ့ဆိုတော့ရိုတာအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေချက်ဆွလိုက်ပါတယ်ရိုတာကတော့တရုတ်ဆောင်တယောက်ဖြစ်ပေမဲ့ဇာကားတွေနဲ့ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးတာမျိုးတွေမရှိပါဘူးပွဲတွေကြရတွေနဲ့သာနာမည်ကြီးလို့လာတာဖြစ်ပါတယ် ပွဲတစ်ခုဖြစ်ပြီးဆိုရင်အင်တာဗျူးလေးနဲ့ပေါ်လာတက်တဲ့ရူတာကထုံးစံမပြတ်နော်ဖွဲ့ထားတဲ့ပွဲဖြစ်နေချိန်မှာလည်းအင်တာဗျူးလေးနဲ့ပေါ်လာခဲ့ပြန်ပါတယ်။လက်တလုံးမှာနော်ဖွဲ့ထားကလွန်မိုင်ကိုစနိုက်သူဖြစ်ဆိုရှယ်မီဒီယာမှာပွဲဆိုလို့နေတာပေါ့။အခုလောပွဲဆိုနေချိန်မှာပဲရူတာကလက်ရှိမှာဂရက်ထနေတဲ့မင်းသမီးနဲ့ချစ်သူဖြစ်နေကြောင်းဖွင့်ရလာခဲ့ပါတယ်။မင်းသမီးနဲ့ရူတာတို့ကတိုက်ချိခဲ့ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့။အရန်ကိုချစ်ခင်ခဲ့ကြပေမဲ့လည်းအခုချိန်မှာတော့ပြတ်နေကြပါတယ်။အကြောင်းရင်းကတော့ကောင်မလေးကအခြားသားတဲ့သူတယောက်ကိုရွေးချယ်သွားတာကြောင့်ဖြစ်ပါတယ်။ချစ် သူတွေဖြစ်ခဲ့ပေမဲ့အုံနောက်နဲ့ရွေးချယ်သွားတဲ့မင်းသမီးကြောင့်ရိုတာကအခုချိန်ထိအသက်ခွင့်နေရတာပေါ့သူ့အသက်ကိုခွဲထားတဲ့မင်းသမီးကနမဲနှလုံးနဲ့မဟုတ်ဘဲနမဲကရှည်တယ်လို့လည်းအရေးမွတ်ပေးလာခဲ့ပါတယ်။အဆိုပါမင်းသမီးနဲ့ကသရုပ်ဆောင်နဲ့ပဲတဲ့ကိုမဝင်ခင်အချိန်ကလေးကယဉ်နေခဲ့ကြတာပေါ့။နှစ်ယောက်တူတူကြောင်ညာတွေလည်းရိုက်ခဲ့ဘူးသလိုဓပုံတွေလည်းတူတူတွဲရိုက်ဖူးပါတယ်။အနုပညာအလုပ်တွေကိုအတူတူစူးစမ်းနေချိန်မှာမှ괴ကွာသွားရတဲ့အတွက်သူ့အနေနဲ့ယူဆောင်မရအောင်ကိုဖြစ်နေရတာပေါ့။ သူကအောင်မြင်တဲ့မင်းသားတယောက်လည်းမဟုတ်တဲ့အတွက်ချစ်လျက်နဲ့လမ်းခွဲပေးလိုက်ရပါတယ်။မင်းသမီးကလည်းချမ်းသာပေမဲ့သူ့ကိုပို့ပြီးတော့ပြပြဆုံဆုံထားနိုင်တဲ့သူ့ကိုသာရွေးချယ်လိုက်တာဖြစ်ပါတယ်။ အခုချိန်ထိကိုရိုတာကသူ့စီကိုချစ်သူဟောင်းမင်းသမီးပြန်လာဖို့မျှော်လင့်နေတော့ဖြစ်ပါတယ်။အစိုးရမင်းသမီးကလက်ရှိအချိန်မှာအိမ်တောင်ကြသလိုလိုမကြသလိုလိုဖြစ်နေပေမဲ့လည်းဂရုမစိုက်ပါဘူး။တကယ်လို့သာပြန်လာမယ်ဆိုရင်လည်းရိုတာကချစ်သူဟောင်းမင်းသမီးကိုတာမကလိုက်ပွဲတွေကိုပါလက်ခံသွားမှာပဲဖြစ်ပါတယ်။ဒါပြင်ရိုတာကသူ့အနေနဲ့ရိုတာရဲ့ယောက်ျားဖြစ်နေထိုင်ခဲ့လို့သာကမလီကတခြားသူလက်ထဲကိုပတ်သွားခဲ့ရလို့ပညာပေးပြပြလာခဲ့ပါတယ်။ ဒါကြောင့်မို့နောက်လူတွေအနေနဲ့လည်းရောသားတဲ့ယောက်ျားလုံနေပါနဲ့ဆိုပြီးရိုတာကအတွင်ယူမှမဲ့ဇကားတွေကိုပါပြောဆိုနေခဲ့တာပေါ့ရတကလက်ရှိမှာအခြေရေးမှာအကြရှုံးနေတဲ့သူတယောက်ဖြစ်လို့နေပါတယ်။တိတ်မပြေဆုံးသေးတဲ့အချိန်မှာချင်းရတဲ့သူကိုခေါင်းစည်ခြင်းနဲ့စိတ်နဲ့ပိုတာတဲ့သူတွေလက်ထဲကိုသူကိုယ်တိုင်ကသွားပေးလိုက်တာပေါ့။မိန်းကလေးတွေဆိုတော့အုံနောက်နဲ့ရွေးချယ်ရမှာဆိုပြီးရတကနားလည်မှုရှိတဲ့ယောက်ျားတယောက်ဖြစ်ပြောလာခဲ့ပါတယ်။ သူဘက်ကပြေဆုံးမှသာမင်္ဂလိပ်တွေကိုသူ့ဘဝရဲခေါ်ချင်တာကြောင့်ပေါ့ရတာကလက်ရှိမှာကြရထနေတဲ့မင်းသမီးလို့သာပြောလာတာဖြစ်ပြီးနမည်နဲ့အတိအကျထုတ်ပြောလာတာမျိုးမရှိပါဘူး။ဒါကြောင့်မို့ရတာကအာယုံဆိုင်ခံရအောင်တမင်လုံးနေတာဆိုပြီးပြောဆိုလာကြတာဖြစ်ပါတယ်။ရတာဟာကြရတစ်ခုထပ်ပြီးဆိုရင်အများနဲ့ဝင်ပါနေတာမို့တချို့ပြည်သက်တွေကလည်းကြည့်မရကြတော့ပါဘူး။ဒါပေမဲ့တခါတလေကြောက်ရင်လေရိုတာပြောတဲ့စကားတွေကမှန်ကန်နေတာမို့အာမပေးခြင်းမဲ့အာပေးနေကြောင်းရတာမျိုးတွေလည်းရှိပါတယ် ရတာကပွဲတွေကိုတုံသက်သူနေနဲ့သူ့ကိုယ်သူရာတို့ပဲကပွဲတိုင်းဝင်ပါလို့နေတာဖြစ်ပါတယ်။ရတာကတော့ဂယုမဆိုင်ဖဲသူလောက်ဆရာရှိတာကိုသာဆက်လက်လောက်ကန်နေတာပေါ့။အခုချိန်မှာလူသိများသူတယောက်ဖြစ်လာတဲ့အတွက်အနုပညာလုပ်တွေကိုဒီဇိုင်းမမတ်လောက်ကောင်ငွေကိုသာအားဆိုင်ရှာနေတာဆိုပြီးရတာကချစ်သူဟောင်းကိုအသိပေးလာခဲ့ပါတယ်။ဘရဒတ်တို့ရောလက်ရှိမှာဂယက်ထနေတဲ့မင်းသမီးဆိုတဲ့ရတာရဲ့ချစ်သူကဘသူလဲလို့ထင်လဲဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ချက်ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ